ဆနာရဲ့ချစ်မစ်ဆွေမနော်မများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါရနော်ဆနာ channel လေးရနေတဦးတယောက်မကြမ်းနေတွေ့စွာကြိုဆိုလိုက်ပါရနော်ချစ်မစ်ဆွေများအားလုံးစီးပွားရေးလူမှုရေးကျန်းမာရေးလည်းဆက်စပ်ရဆင်ပြေချုံမှုပါစေအလောက်ကများလည်းထွတ်ထွတ်အောင်မြင်ပါစေဝင်ဝင်တိုးလူသောစီများရရှိပါစေလို့ဆနာကဆုတောင်းမေတ္တာလေးပို့ပေးပါရနော် ဇနရဲ့ချစ်မိတ်ဆွေများအားလုံးဇနလိုက်လေးစနေပါပြီเนาะအားလုံးဝင်လာခဲ့ပေးပါအားလုံးအကျိုးများရရှိဖို့အဆင်ပြေဖို့အတွက်ကနန်းလေးတွေကိုဇနလာရောက်တဲ့မိခြင်းဖြစ်ပါတယ်เนาะဇနရဲ့ကနန်းလေးတွေကိုလည်းအစားဆုံး live show လေးကိုအစားဆုံးကြည့်ပေးပါမယ်เนาะအားလုံးအဆင်ပြေစေမှာအကျိုးများရစေမှာဖြစ်ပါတယ်เนาะ ခနာကိုချက်တဲ့ခင်နဲ့မောင်နှမတွေအားလုံးလည်းမြမြပေါက်ကြပါစေအားလုံးအဆင်ပြေကြပါစေနော်အားလုံးငွေတုံးပိုက်နိုင်ကြပါစေခုမှတွေ့တဲ့ချစ်မိတ်ဆွေတွေအားလုံးလည်းအဆင်ပြေပါစေပေါက်ပါစေလို့ဆန္ဒဆုတောင်းမေတ္တာလေးပို့ပေးပါရနော်ဆန္ဒရဲ့ကိုမမြမောင်လေးညီမလေးတွေတယောက်စီတိုင်းလည်းငွေတွေတိုးဝစွာရရှိပါစေပေါက်ပါစေလို့လည်းဆန္ဒဆုတောင်းမေတ္တာလေးပို့ပေးပါရနော် ဆနာရဲ့ channel လေးကိုဝင်လာတာနဲ့ဆနာရဲ့အကူမာမြမောင်လေးညီမလေးတွေလည်းအားလုံးလက်လက်မလေးပေးခဲ့ကြပါအောင်နော်အားလုံးလည်းဒါတအုပ်မြတ်တာတအုပ်စေတနာလေးပေါ့နော်လက်လက်မလေးပေးခြင်းအချင်းပေးဆနာရဲ့ခွန်အားလေးတစ်ခုဖြစ်စေဖို့အတွက်လက်လက်မလေးတရားရောက်တစ်ချက်စီလောက်ဆနာကိုပေးခဲ့ကြပါအောင်နော်ဆနာရဲ့ကနန်းလေးတွေကိုလည်းတူးစီနဲ့ပတ်သက်တဲ့နေရာလေးမှာလည်း sharing လေးတွေလုပ်ပေးခဲ့ကြပါအောင်နော်ကိုပေါ့တို့လူသူများပေါ့ပါစေကိုအစဉ်ပြေတို့လူသူများအစဉ်ပြေပါစုတဲ့စိတ်ဆန္ဒတစ်ခုနဲ့လည်းအားလုံးပေါ့နော်အချက် ရှယ်မှုရှယ်အားလေးတွေနဲ့လုပ်ပေးခဲ့ကြပါအောင်နော် ဆနာရဲ့ကနန်းလေးတွေအကြိုက်တူတဲ့ချင်းမစ်ဆွေများအားလုံးယူသုံးနိုင်တယ်နော်အားလုံးကိုပဇန်နဲ့ကိုထိုးတဲ့အတွက်အားလုံးကြိုက်မှယူသုံးပါဆနာရဲ့ဝိုင်းကြိုင်းလေးတွေရောနော်တပတ်ဆောင်ကလေးတွေရောအားလုံးအစီအမေမှာယူသုံးပါနော်အားလုံးဒါကျွန်တော်မေတ္တာစေတနာလေးနဲ့ပြခြင်းဖြစ်ပါလေเนาะမနေ့ကဆိုရင်ဆရာရဲ့အဖွဲ့ဝင်တွေเนาะ ဒါနာပြောတယ်လက်ဆောင်အခွေလေးတွေအားလုံးအဆင်ပြေတယ်เนาะအားလုံးမနေ့ကဆိုရင်လက်ဆောင်39เนาะလက်ဆောင်အခွေလေးကနေပြီးတော့ထွက်သွားခဲ့ပါတယ်เนาะအားလုံး3လေး3ညခုဆိုပြီးတော့ဆန္ဒလက်ဆောင်အခွေလေးပေးခဲ့ပါတယ်เนาะအားလုံးထက်ရသွားတယ်ပေါ့เนาะနှစ်သီးစားပါဆန္ဒရှိမှအဖွဲ့ဝင်တွေတော့အဖွဲ့ဝင်တွေအားဆိုရင်ပတိလေးတစ်ကြိမ်စားရမယ်အခွေလေးတစ်ကြိမ်စားရမယ်เนาะအားလုံး1000ကျက်နဲ့တောင်ဆန္ဒပေးခဲ့ပါတယ်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်เนาะဒီတစ်ပတ်မှာလည်းအားလုံးအဆင်ပြေအောင်ဆန္ဒစူးစမ်းပေးခဲ့ပါတယ်เนาะ ါလေးကတော့ဇနာရဲ့ဒါပေါ့နော်အဖွဲ့ဝင်ထားတယ်အဖွဲ့ဝင် အခွေဘယ်လိုခေါ်မလဲတော့လေးလုံးခွေလေးရောနော်ဒါဒီတစ်ပတ်မှာဆန္ဒ၅ပက်တီလေးပေးထည့်တယ်နော်ဒါပေမဲ့ဆန္ဒ55တင်56ဆိုတော့ main quad တွေလည်းတော့မထိသွားခဲ့ဘူးနော်ဒါပေမဲ့လက်ဆောင်ခွေလေး၃နဲ့၃ညခွန်ပေးခဲ့ရမှာမနေ့က38ဆိုပြီးတော့လုံးဝထွက်သွားခဲ့တယ်နော်ဒါလေးကတော့ဆန္ဒရဲ့ဒါအဖွဲ့ဝင်ရဲ့ကတ်လေးဖြစ်ပါတယ်နော်အားလုံးဒါဆန္ဒဘက်ကလည်းတာဝန်ကြီးကြီးအလုပ်လုပ်ပေးခဲ့ပါတယ်နော်ဒါမဲ့ဘက်အတွက်လည်းဆန္ဒအဖွဲ့ဝင်ခေါ်နေပါတယ်နော်ဒီနေ့ကနေစပြီးအဖွဲ့ဝင်ခေါ်ပါမယ်အားလုံးအဖွဲ့ဝင်ကြီးအားတောင်းချက်ပါဆန္ဒအ ားလည်းဒီလိုပဲပေးပါမယ်ပတ်တီးလေးနဲ့မိန်ခွတ်၃ခွတ်ပေးပါမယ်နော်ဗုဒ္ဓဘုမှုကျော်နောက်ပတ်ကြရင်ပြည့်ရမရှိတဲ့အတွက်အဲဗုဒ္ဓဘုမှုကျော်ဇာတုပတ်တီးတစ်လုံးနဲ့မိန်ခွတ်၃ခွတ်ပေးပါမယ်နော်ပြီးသွားရင်လေးလုံးခွေလေးတစ်ခွေကိုလည်းအမြဲတမ်းထွက်တဲ့လေးလုံးခွေနော်စနရဲ့အဖို့ဝင်နေရဇာတုပတ်တီးလည်း အဆင်ပြေတယ်နော်လေးလုံးခွေလေးလည်းအဆင်ပြေတယ်ဇာတို့ပတ်တီပြီးွားရင်လေးလုံးခွေမှာထပ်လိုက်လို့ရတယ်နော်လေးလုံးခွေလေးလည်းမနေ့ကထပ်ပြီးတော့အဆင်ပြေသွားခဲ့တယ်နော်အားလုံးအဆင်ပြေမယ်ထင်ပါတယ်နော်ဒါဇနာရဲ့ဒါအဖွဲ့ဝင်တွေကိုပေးတော့လေးလုံးခွေလေးဖြစ်ပါတယ်နော်အားလုံးကိုဇနာအဆင်ပြေပြေဒီတစ်ပတ်မှလည်းလုပ်ပေးခဲ့ပြီနော်အားလုံးအဖွဲ့ဝင်ကျင်တဲ့ချစ်မိတ်ဆွေတွေကလည်းအဖွဲ့ဝင်လို့ရပြီဒီနေ့ကနေစပြီးအဖွဲ့ဝင်ခေါ်တယ်နော်လာမပတ်ပတ်တွေ့ပါနော်အဖွဲ့ဝင်ထပ်ခေါ်ပါခေါ်နေပါပြီနော်အားလုံးဒါလေးကတော့အဖွဲ့ဝင်ပေးတဲ့ကံလေးပါနော် တဲ့ဇနာရဲ့အဖို့ဝင်နိုင်တဲ့ချစ်မဆွေတွေလည်းဘာမှမပူပါနဲ့ဇနာအကောင်းဆုံးလဲစူးစမ်းပေးထားပါတယ်နော်အားလုံးလည်းအဆင်ပြေပါစေဆိုတဲ့စိတ်ဇနာတစ်ခုနဲ့လည်းအားလုံးဇနာကနန်းလေးလေးကလည်းနောက်ဆုံးနေ့ဒီလည်းဆွဲခေါ်တယ်တဲ့ဒီဘက်ကအဲဘယ်လိုကောင်းမလဲ3ရက်6ချိန်စားတယ်ဆိုတော့နည်းနည်းလေးကနန်းလေးတွေရတော့နော်ဟိုကြံ့သေးတာပေါ့နော်အားလုံးဒါအဆင်ပြေအောင်လို့ဇနာတော့အကောင်းဆုံးတော့စူးစမ်းပေးထားပါတယ်နော် အဲတပတ်ဆောင်ကလေးမှဆိုရင်နှစ်လေးချောင်းမှလေးတလုံးကြံသေးတယ်နော်မွေးခွေလေးမှနှစ်သုံးလေးရှစ်ဆိုပြီးတော့ကြံပါသေးတယ်နော်မွေးပရိတ်တွေကတော့နှစ်ခွန်ပရိတ်မှ25ထုပ်ဆက်ပြီးတော့မွေးကနန်းလေးတွေကြံသေးတယ်နော်ဒါလေးတွေကတော့ဆက်လိုက်ရတဲ့ဟာလေးတွေပေါ့နော်ဆက်လိုက်လို့ရပါတယ်နော်တဲစနာဒီနေ့အတွက်ဝမ်းကျိန်လေးပေးခဲ့မှာနော်အားလုံးအကြိုက်တူတဲ့ချစ်မိတ်ဆွေများအားလုံးယူသုံးနိုင်ပါလေနော်စနာရဲ့ကနန်းလေးတွေကိုယူသုံးနိုင်ပါလေနော် မှန်လားဒီနေ့တစ်ချောက်ချင်းလေးပဲ깟မယ်နော် တဲ့ဇနရဲ့ချစ်မစ်စင်များအလုံးဇနလွယ်လမလေးတရားတစ်ချက်စီနှိပ်ပြီးတော့လေဇနကိုဝိုင်းရံပေးခဲ့ကြပါအောင်နော်ချစ်မစ်စင်များအလုံးဇနရဲ့ live show လေးကိုဝင်လာတော့ချစ်မစ်စင်များအလုံးကလည်းလွယ်လမလေးပေးပြီးတော့လေဝိုင်းရံပေးခဲ့ကြပါအောင်နော်တဲ့ဦးမေတ္တာတဦးစေတနာလေးပေါ့နော်အလုံးဒါအစဉ်ပြေဖို့ပောက်ဖို့အတွက်ဇနကလာရောက်တင်ပေးခြင်းဖြစ်ပါတယ်နော်အကြိုက်တူတဲ့ချစ်မစ်စင်များအလုံးယူဆောင်နိုင်ပါတယ်နော်တဲ့ပတ်တီးနေနေကတော့တ6ချိန်လေးဖြစ်ပါတယ်မင်းကွနေနေကတော့တင်းနဲ့ပတ်သက်ရင်တင်း9တင်း3တင်း9ပါနော် 6နဲ့ပတ်သက်ရင်6 6 4 6 8 6 9ပါเนาะတင်ခွက်အနေနဲ့တင်လေးနဲ့69ဖြစ်ပါတယ် လေးလုံးခွေလေးရတော့တလေး6ကိုအပူပါခွေလေးပါနော်အားလုံးအဆင်ပြေကြပါစေစတိုင်းမိတ်ဆွေတွေလည်းဒီနေ့နှစ်သီးသားသုံးသီးသားတွေနဲ့အားလုံးအဆင်ပြေကြပါစေနော်မင်းကညနေစည်းလေးအတွက်တော့လဲပါတယ်မနက်စင်းလေးမှာနော်38ချင်းလေးမှာ85ဆိုပြီးတော့နှစ်ခါတော့ထပ်တယ်နော်မင်းရဆိုနော်နှစ်ခါတော့85ကိုနှစ်ခါတော့ထပ်သွားခဲ့တယ်တချို့ကြတော့ဟိုမသိလိုက်ဘူးဖြစ်သွားတယ်နော်တချို့ကြတော့လည်းသိယူတဲ့လူတွေကနှစ်ခါတော့ရသွားခဲ့တယ်နော်တဏ္ဍမင်းွက်လေးဆွဲထုတ်ရမှာနော် နာမင်းရမနက်ပိုင်းမှာနှစ်သီးစားနဲ့နဲ့အဆင်ပြေခဲ့တယ်နော်ဒီနေ့မှလည်းထပ်ပြီးတော့အဆင်ပြေအောင်လို့ဆန္ဒကကဏ္ဍလေးတွေကိုပေးခဲ့ပါတယ်နော်အားလုံးဒီနေ့မှလည်းနှစ်သီးစားလေးတွေနဲ့အဆင်ပြေကြပါစေနော် တယ်ဆန္ဒရဲ့မိတ်ဆွေများအလုံးလက်လက်မလေးနှိပ်ပေးပါအောင်နော်အလုံးအလုံးလက်လက်မလေးပေးကြရပြီတဦးမြတ်တာတဦးစေတနာလေးပေါ့နော်အလုံးဒါဆန္ဒလည်းအလုံးရရှိခြင်းနဲ့စေတနာလေးနဲ့လာရောက်တင်ပေးခြင်းဖြစ်ပါတယ်နော်ဆန္ဒရဲ့ဗီဒီယိုလေးအစားဆုံးကြည့်ပေးတဲ့ချစ်မိတ်ဆွေတွေအလုံးကိုလည်းကျေးဇူးတင်ပါတယ်ဆန္ဒကိုအခုမှတွေ့ပြီးတော့နော်ဗီဒီယိုလေးကိုကြည့်ပေးထားတဲ့ချစ်မိတ်ဆွေတွေအလုံးလည်းကျေးဇူးတင်ပါတယ်နော်အလုံးဒီနေ့နှစ်သီးသားသုံးသီးသားဒီနေ့အပြင်ပေးကြပါစေနော် စနေရကိုမမမလေးညီမလေးတွေတယောက်စီတိုင်းလဲအားလုံးလဲဒီနေ့ဝင်ဝင်တွေတိုးဝပါစေလို့မင်္ဂလာရှိတဲ့နေ့မင်္ဂလာရှိတဲ့အချိန်လေးမှာမင်္ဂလာစကားလေးနဲ့ဆုတောင်းပေးခဲ့ပါတယ်နော် ကဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနေရာမှာရန်နာခွင့်ပြုပါရှင် အားလုံးတော့ဒီနေ့နှစ်သီးစာသုံးသီးစာတွေနဲ့ပိုင်ဆိုင်နိုင်ကြပါစေနော်ဒီနေ့မနက်ပိုင်းလေးတွေအဆင်ပြေခဲ့ကျွန်တော်နေ့ကင်းစေညနေစေအတွက်နေ့ကင်းကြရင်တက်လာပေးမယ်နော်အားလုံးအတွက်